အားလုံးပဲမင်္ဂလာပါရှင်။ဆရာချင်းမဲဝေရဲ့အချစ်အကြောင်းလေးတွေနည်းနည်းဆိုရဲအီဘုတ်တဲ့ဟာကိုမရှိတော့ရင်လဲမင်းကတော့ရှိနေရအောင်မဲ့အရက်မှာဖတ်ဖို့စာတပုတ်ဆိုရဲအစီလေးကိုဖတ်ပြမှာဖြစ်ပါရဲ့ရှင်။ပြုံးတဲ့ရဲတလာစီချင်းုံတတ်တတ်နဲ့နှွေးမြလာတတ်စေဖို့သာစကလုံးအားဖြင့်ရည်ရွယ်ခဲ့ပါတယ်။ မင်းမသိပေမဲ့ကိုမအထိတ်တလန်တွေအမြင်ရှိခဲ့တယ်။ကိုတကယ်ပဲဆုံးရှုံးရတော့မယ်ဆိုတာတီးခွင်ရနေခဲ့ရတဲ့အရာတွေတိုင်းဟာတလောကလုံးအရှိမကိုဆွဆွမြဲမြဲမြင်မှတ်လာခဲ့ရတဲ့အထိလှနေရခဲ့တာမျိုးတွေဟာလဲများခဲ့ရပေါ့ကိုစီမမင်းမသိသေးတဲ့အတေချာတချို့တလေဆိုတာတွေလဲတကယ်ရှိခဲ့ရပါတယ်လွန်ခဲ့တဲ့6လ မင်းတကယ်လှတာပဲလို့ရေရီမောမောစိတ်ရောကိုပါ ကိုပြောခဲ့ဘူးရဲ့အမတ်သားစကားတခုလို့အချိန်ဟာကိုတကယ်ချစ်ခင်နှစ်သက်လိုလားမို့ဆုံရှုံခြင်းအပြင်စတင်ကြီးထွားလာနေစေခဲ့တဲ့ဆိုတဲ့အသည့်မျိုးကလည်းကိုတိထားခဲ့ရခြင်းတွေများစွာတဲ့ရတေးကြတဲ့တေးကြမှုတွေဖြင့်ကိုစိတ်မရှိလာခဲ့တာ။ မင်းသတိထားမိချင်မှာထားမိလိမ့်မယ်။ကိုဟာမင်းနဲ့ပတ်သက်လာရင်ကိုသိမ့်မုံနဲ့မှတ်ညာဆိုတဲ့အရာတွေကိုပါပြန်ပြီးဖဲ့ထုတ်ခွာချရင်နာသမျှအတွက်မင်းကစိတ်တမျိုးလို့ကို့ကဘာကိုလိမ့်ချနေခဲ့တာ။ကို့အတွက်တတ်သားချင်းထင်နေဖြစ်လာခဲ့ရတဲ့အထိပါ။ကိုဟာဒီလိုချစ်တတ်ခဲ့ရတာမျိုး မကြခင်ဝေးကွာရတော့မယ်ဆိုတဲ့အသိနဲ့မနေမချင်းငါတို့မဝေးသေးဘူးလို့တွေးရင်းနဲ့လဲကိုဘက်ကနေနီးစပ်မှုကိုဂယုတဆိုင်ကတ်တန်နေခဲ့ရင်ချစ်ချင်းအားဖြင့်မင်းရဲ့အဝေးမှာရပ်နေခဲ့တာဒီအတွက်မိဘကကိုကိုဟာတာဆန်ခြင်းလဲဆန်ပစ်လိုက်လို့ရပါသေးတယ်တေးကြတာကတော့ ိုပြောရင်မင်းပြောမယ်ဆိုရံလောက်နဲ့လဲမင်းပြောဖို့ရာ ကိုကအမြဲပြောအောင်နေပစ်ခဲလိုက်တာကိုမပြောတဲ့အရာတွေအကုန်လုံးကိုမေ့သွားမိခဲ့ရတဲ့အထေပါပဲအဲ့ဒါမင်းကိုပျော်ရွှင်စေချင်တဲ့အရာမှာငါဆိုတာတိကျရှိခဲ့ရဘူးလားတနေ့တော့မင်းသိခွင့်ရမယ်ဆိုရဲမသိချာမှုကိုအသေးလေးယုံကြည်နေခဲ့မိတာမျိုးပါ ကိုမခိုးကိုရမရှိသေးသည်လဲပြိုကြရတော့မယ့်အချိန်တွေမှာလဲမင်းရှိနေသားရဲ့လို့အကျဲမရှိအဖေမရရုံးပြစ်နေတတ်ခဲ့ရတယ်မင်းနဲ့ပတ်သက်ရင်မမြင်ရပေမဲ့စူးပုံနေစရာမလိုလောက်တဲ့နေရာအထိအတွေ့အချက်သက်သက်နဲ့ကန်စီသွားရလမ်းကိုလဲကိုကယုံကြည်လာတတ်လို့ကျေးဇူးပါပဲ။ ကိုဟာအတိတ်ကာလရဲ့ဖန်တီးတင်ဆက်မှုလို့ကြွားကြရမယ့်အရာတွေကြီးပဲအလဲတကူတက်စဲဘဝစရာတွေတဲ့ဖြစ်တယ်လို့စေလွတ်ခံခဲ့ရတဲ့လူပါအဲ့ဒီကိုဖြစ်ဘူးပြက်ဘူးရတဲ့ဘဝရဲ့နေရာတချို့ဟာကိုယ့်ရဲ့နမိတ်လို့ရှေးပြေးလို့ပျက်စီးဆုံးရှုံးရတာပုံတွေတည်ရဲပြေးလွှားနေတဲ့ကြောက်ွက်တချို့ကိုယ့်အတွက်အချိန်ရှည်တိုင်းပြသနေခဲ့ရင် နေ့စဉ်နဲ့အမျှမှာလဲကြတည်ဆုံးခြင်းနေရစေယူနေစေခဲ့တာကြာပြီသူ့သဘောသူဆောင်းပေးတာမို့ကိုကဘာတတ်နိုင်ပါလဲလဲအစကတည်းကကိုငိုခဲ့တာပါရီမောပျော်ရွှင်စွာမင်းနဲ့အတူပါဆိုတဲ့နေရာမှာရက်ရက်သွားပြီးတိကျတဲ့အဖြစ်မရှိသောနေရာအထိပြုံးမိနေရအောင်မင်းကပဲ အငိုတိတ်စီနေခဲ့တာကိုစီမာမိအောင်ဆုံးနေမူးရင်ရီဝေခေရဲ့ရွေမှာထုံပေပေနဲ့ secret တောင်းနေတတ်တဲ့အချိန်တွေရှိလာပြီဆို မင်းကိုတတိတရားရှိလာနေတတ်တယ်အဲ့အချိန်မှာ secret တလေးကိုတောင်းရင်ကို့အကြောင်းတွေးနေတတ်ခဲ့တဲ့မင်းကအဝေးမှာရှိနေပါတယ်ဆိုတာတီခွင်ရပြန်တော့လဲ ကိုကတေးရပြန်တာပဲမင်းစရာလေးတစ်ခုလောက်နဲ့ဖြစ်ဖြစ်နှွေးနှွေးထွေးထွေးရှိကြံပူခဲ့တဲ့ကိုပါမင်းဟာကိုစင်စားတွေးတော့နေတတ်တဲ့အရာတွေတဲ့ကောင်းငင်ပြလို့မြည်တယ်ရတဲ့စကလုံးများပဲဖြစ်နေခဲ့ရတာပေါ့ကိုမင်းကိုချစ်တယ်အဲ့ဒီအကွာဝေးကို နေစဉ်စိတ်နဲ့နေပြခဲ့ရတယ်ဒီမှာအချစ်စရာ ုံဆောင်ခဲ့တဲ့ရန်လေလူကြီးတဲ့တိုးဝင်နေရသလိုကြဲပြောမှုမရှိစိတ်ပြက်စရာတွေကြီးပဲရင်နဲ့တခုတလေလောက်များခံစားရမိခြင်းမရှိတော့လောက်အောင်ထိုင်မိုင်းလာခဲ့တဲ့အထိကိုထီရတည်မိခဲ့ရသမယအားလုံးမိကိုလိုအငွေလိုလက်စုံလက်ကိုင်းမဲလို အပေါ်စားဆန်လောနေကိုတစ်ဆက်ပြီးသူတို့အသက်တက်ကိုရှာဖွေး အဲ့ဒီအတဘဟုပြု လူမှုဆက်ဆံရေးပုံစံကို အချစ်လိုနှုတ်ကထွက်ရတဲ့အထိသူတို့အတန်လိုပြုတ်ပြင်းနေ။နောက်တော့စိတ်ချမ်းသာ ကိုချမ်းသာ သူတို့သွားကြဖို့ကိုဘွားနဲ့ကိုဆိုတဲ့စကားမှာကိုကပဲသူများဘွားတွေအတွက်ကြာဆုံးပေးရပြန်တာပဲ။ဒီလိုတွေခဏခဏဘာဖြစ်လို့ဖြစ်နေရတာလဲလို့ကိုအမြဲတွေးခဲ့ရဖို့တဲ့။ကိုအဲ့ဒီလိုတွေးတာလဲ။ ဘာတွေလဲဟာဆိုရဲအဖြေမရှိတာတွေကြီးပဲကိုကဘာစီကို ထွက်ကြလာခဲ့ရတယ်။ကိုအခါခါယူရတယ်။နာကျင်မှုကြီးပဲလူကြီးတွားခဲ့ရတယ်။အရာအလုံးဟာ အငင်းဝကြဆန်တဲ့အတိတ်ပဲလို့ကိုရဲ့ရှာဖွေမှုကိုယ်တိုင်ကဒီကဘာမှာပျောက်ဆုံးနေခဲ့တဲ့အရာ ဖြစ်နေခဲ့ရတာမျိုးနဲ့နေ့ရက်တွေတိုင်းမှာ ဘဝဆိုတာကအသေးတက်တက်လိုပါပဲမိုးလင်းတာနဲ့အပြစ်မှန်နေတဲ့နှိုးထလာနေကြရတဲ့၆တွေနေမှုကြီးတွေပဲရှိရကွာကိုကိုကိုပြန်ထူဖို့အတွက်ယုံကြည်မှုတွေရှိသေးတယ်ဆိုတဲ့လေတွေကိုပဲရွေးချယ်ရှုဆိုင်နေကြရတာမော်တယ်ကို့အတွက်အိတ်ဆက်ချင်းဆိုတာကလည်းအရောက်အပေါက်နှဲလွန်လာတဲ့ စေကိုရဲ့အိမ်မက်ကဘာတစ်ခုလို ကိုချစ်တဲ့အရာတွေအလုံးကိုလည်းအဲ့ဒီမှာပဲစိတ်နဲ့ဝက်ထားခဲ့ရလောက်ဖို့ကလေးသွာလာနေခွင့်ရှိတယ်။ဘာကိုမှရှာမတွေ့ခဲ့ရသေးခင်မိခွန်းတွေဟာကိုကိုယ်တိုင်းပဲဖြစ်သွားခဲ့ရတယ်။ဒီလိုပါပဲလို့မင်းဘက်ကမေးရင်လွယ်လွယ်ကူကူပြန်ပြန်ပြောရတယ်။ရင်ငုံနှုတ်ပိနေတဲ့ ဘဝဆိုတာကိုက ကိုတီဆောက်ထားခဲ့သမျှအားလုံး တစ်ခုပြီးတစ်ခုပြိုကျပျက်စီးသွားတာကိုခံစားမှုမရှိသတိလက်လော်ရက်ကျင်နေကြရတာမျိုးပဲကိုဟာကိုအတွင်းနဲ့ကို နေစင်ပဲတည်ဆုံနေကြရတယ်ကိုငငယ်ငယ်တုန်းကတချို့အရာတွေကို လိုချင်တတ်မှတ်ရှိခဲ့ရပါဘူးတဲ့အဲ့ဒီအရာတွေကို ကိုရရှိဖို့တောင်းခံကြည့်တဲ့အခါကိုတောင်းကြည့်ရတဲ့ ပေးသူတွေမှာရှိနေခဲ့ကြတယ်။ကိုယ့်ရဲ့ဆီကပြန်လဲလိုချင်မှုတွေကိုဘယ်တော့အခါမှကိုဟာကြော်လွန်သွားခွင့်ရပြီးကိုလိုအင်ကိုအပြည့်အဝမရရှိခဲ့ဘူး။နောက်တော့ကိုဟာကိုလိုချင်တဲ့ဆိုတဲ့အရာတွေမြင်တိုင်းရလဲရမှာမဟုတ်ပါဘူးလေဆိုတဲ့စိတ်ကြီးနဲ့ကြေးပြန်လာခဲ့ရဖို့အစပြုမိသွားတယ်။ဒီလိုနဲ့ပဲကိုဟာ ကိုမရနိုင်ခဲ့တဲ့အရာတွေကိုတနေ့တော့လို့ဖြေသိမ်းရင်ပျော်ရှင်တဝက်နေထိုင်တတ်ကြတဲ့ထုံပေပေကြီးပြင်းအရွယ်ရောက်လာခဲ့မှုမှာဘဝဆိုတာကိုတန်ရလို့အနာတရလို့ဒီဟာတွေလိုပဲရရှိထားတယ်အဲဒီကနေမှတစ်ဆင့်လူအချင်းချင်းပေါင်းသင်းဆက်ဆံရေးကဏ္ဍတွေကို ကို့သဘောကြအမျိုးမျိုးတိဆောက်နေခဲ့လာမိရတာ။သွားရင်လာရင်လူကြိုက်များတဲ့အရာတွေကိုတကူးလုံးစာနေပါတက်ဆင်နေခဲ့ရင်ဒီဘက်ခေရဲ့ဘေးထွက်ဆိုးကြိုးလိုယူသွနေသူတချို့ကို တွေ့ရတဲ့အခါမှာကြတော့တခြားလုံးမှာကို့ဖြစ်ချင်လာခဲ့တဲ့မှတ်ညံတွေတဲကတနေ့တော့ဆိုတာကို သူ့လိုပုံစံတစ်ခုရဲပါလို့အယူဆလွဲခဲ့ရတယ်။ကိုလေး အဲ့လိုထင်မှန်မှားသွားတဲ့နေရာတစ်ခုကနေအခြားသောလူတွေအားလုံးတို့လိုပုံတံတန်းမျိုး ဖြစ်သွားခဲ့ရတာပါပဲအဲ့ဒီကလေးကအစာပြုတ်ပြီးကိုတကယ်မတတ်နိုင်ခဲ့တဲ့ပေါင်သင်းဆက်ဆံရေးကဏ္ဍတွေစိတ်လိုလဲရာအခြေအနေတွေဖြည့်ရှင်းမုံဖြည့်ရှင်းသည့်ပုံသေးတွေတကယ်အရေးပြားအရှိတရားကိုအယောင်တင်ပြီး လူမြင်သူမြင်ခင်ကျင်းပြသရတဲ့ အလှကုန်ပစ္စည်းတွေအရက်တွေမူရစေးဝါးတွေစိတ်မပါပဲပျော့ထွက်ခဲ့ရတဲ့စကလုံးအာရင်ဖြစ်တွေကိုစိတ်ကြိုက်လူပေးသားမှုစံနှုန်းထားတွေလူသားဝါတာတွေကိုပိုင်းလိုထင်ရတဲ့အတွေးခေါ်တွေကို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 မှပင်ပင်ပန်းပန်းတက်ဆင်မှမသိတက်ဆင်နေမိခဲ့ရင်ကကိုကိုကို သူများတွေလိုထင်လာတဲ့နေ့တွေ ထကားထကားဖြစ်လာနေခဲ့ပါတယ်။အဲ့လိုအတူအယောင်ရှင်သန်မှုကြီးကိုလည်းကိုယ်တကယ်ဖြစ်ချင်ခဲ့တာပါလို့တိမခံနိုင်တဲ့အရာတွေကို လိန်ညာတိခံနေခဲ့ရင်ကိုကိုကိုမှအသေးချာညာခဲ့တယ်။အဲ့ဒီကိုကိုကိုယုံကြည်ကိုးစားလာခဲ့ရတဲ့လိန်ညာမှုကိုတည်တည်တတ်တတ်စိုက်ပျိုးပြီးတဲ့အခါမှာတော့ကိုဟာဟန်ဆောင်ပန်းဆောင်နုညံ့မှုကိုရရှိလာခဲ့တယ် ကိုတကယ်ကျေနပ်စရာမရှိရဲ့ကိုကိုကိုအပေးနှစ်သိမ့်မှုတွေတကယ်မဖြစ်ပဲပုံစံတူဖြစ်နေရဲ့ဆိုရဲတိမှုအမှားတွေဖြစ်တဲ့ခမားနဲ့ကျွန်တော်ဟာစိတ်နဲ့စိတ်ထားအယူဆတွေထတ်တူထမားရှိပါတယ်ဆိုရဲလွယ်လင့်တကူယဉ်ကျေးမှုမှာကိုဝေရောက်စီမျောနေခဲ့ရင်ကိုကိုကို သူတစ်ပါးရဲ့ရှင်သန်မှုတွေတဲ့ပြည့်ထက်ထားရင်နေ့စဉ်ဘဝကို ဒဇိန်တွေလည်းမပင်ပန်းစွာပဲရှိစေခဲ့မိတယ်။ဘဝမှာကိုတကယ်လှုပ်ဆောင်နေတဲ့ကိုကိုလိုအပ်နေခဲ့သူတူတူတယောက်တည်းနှုတ်ဤဆောင်းမခြင်းမျိုးနဲ့ပဲဖြစ်ဖြစ်ရှိနေပေးခဲ့တာမျိုးကိုရန်ကအတိမတ်ပြရတဲ့ယူသားမှုတွေကို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 မှရှာဖွေကြည့်ခဲ့တာမျိုးတွေကို ကိုတကယ်ပဲမေ့လျော့နေခဲ့တာ။ အဲ့ဒီလိုအစကတည်းကလွဲချော်လာရမှုဟာကိုယ့်ရဲ့ကိုယ်ပိုင်ဘဝဖြစ်လာခဲ့ရပြီးကိုတကယ်ပိုင်ဆိုင်ထားတဲ့ကောင်းရာမွေရာအချက်လက်တွေကိုရှက်ကြောက်ရွံ့ရှာလို့ကိုယ်စိတ်ထဲမှာတတ်မှတ်လူမမြင်အောင်ကန့်တတ်ဖုံးကွယ်ထားခြင်းအပြင်စိတ်မလုံးချုံမှုတွေနဲ့ရာယူရင်းအမှန်တရားကိုကြောက်နေတတ်တဲ့လူသားကိုဆိုရာရှင်နေကြောင် ကိုတကယ်မိကောင်းမိပြရမယ်ဆိုရာကလည်းကိုမသတိပေးချက်လို့လို့အချိန်တိုင်းလို့လို့ဖြစ်လာနေရတော့တာပဲအဲ့ဒါကိုပဲဒီဘက်ခင်မှာခေအစားဆုံးလူနေမှုပုံစံဖက်ရှင်တစ်ခုပဲလို့ကိုကလိန်ညာဝတ်ဆင်နေခဲ့တယ်ကိုတကယ်လိုချင်စိတ်ရှိရဲ့အရာတွေကိုဘလို့အချိန်နေမျိုးနဲ့တော့ကိုပိုင်ဆိုင်နေရတာပဲဆိုတဲ့အခြေအနေထိပ် မရောက်ရှိစေရပဲလိုချင်တယ်လို့ပဲ အမျက်လိုလိုမှတ်သားနေခဲ့တယ်။ပြီးရင်တော့ကိုဟာအဲ့ဒါကိုရရှိဖို့မဖြစ်နိုင်ဘူးဆိုတဲ့စိတ်ကြီးမွေးမြူရင်းအတူအယောင်တွေကိုလိုဟန်ဆောင်ကောင်းလွန်လာသူတွေရဲ့အကြောင်းမှာ ကိုကိုကိုပျော်ရွှင်တယ်လို့ခဏခဏထင်မှတ်မှနေခဲ့ရရင်လူရဲကြားထဲမှာတယ်လူငတ်လာခဲ့ရတဲ့ အမှန်တရားနဲ့ကိုကိုကိုပျောက်ဆုံးလာခဲ့တယ်။ကြောက်စရာပါပဲ။ကိုလေးရုပ်ရှင်တယောက်ဆောင်တယောက်သေးတော့သူ့အစားကိုကြည့်မရတဲ့သူကို ခေါ်သွားပါလို့စိတ်ရောကိုပါပျော့ထွက်လာခဲ့ဘူးတဲ့။ရုပ်တရပဲအဲ့ဒီကိုလိုချင်မိတဲ့အရာတွေရဲ့အတခုခုကိုဘယ်တော့ခါမှကိုမရနိုင်တော့ဘူးဆိုတာသိရတဲ့အချိန်မှာ အရာကိုလက်ခံနိုင်ဖို့မဆိုင်တဲ့တခုခုကို ကိုရက်ဆက်တတ်ဖို့ဝယ်မလို့တော့တဲ့အထိလွယ်မစွာပဲကိုရှင်သန်နေခဲ့မိတာအရာကိုကိုလေးအသေးချာမသိပါပဲဟာတာတခုလိုရည်စရာစကလုံးတတ်တတ်တွေလိုထင်မှတ်မှားနေရင်ထုံပိန်ထိုင်မိုင်းနေခဲ့မိရတယ် တိတ်သေးစားများများသုံးပြီးအာနာသမှုတွေကိုတိဆောက်လို့တိဆောက်တက်တက်လှုပ်ရမယ်အထေခိုင်ဆုံရှုံတွေကို လိုက်လံမှတ်သားလို့မှတ်သားဟန်ဆောင်ပြုတ်နေကြရရင်ရလူတွေအရှိမပျော်ပြလို့ပျော်ပြတယောက်တည်းဆိုတဲ့အချိန်တွေတိုင်းလဲမငိုပြရင်တော့မျက်ရည်ဝိုင်းနေကြရတာမျိုးတွေကိုငါမငိုမိတော့ဘူးဆိုတာတွေထိတ် ကိုကိုကိုလိန်ညခဲ့ပြီးမှကို့အနာမှာဒုက္ခဆိုတာတွေကိုကြည်ပြင်းရှင်တန်လာစေနေခဲ့လို့၆ကနေရာတွေပဲကိုစီမှာကလျဲထားခဲ့တယ်။တကယ်ဟာကိုဟာရိုးသားမှုဆိုတာကိုလိုချင်တတ်မှတ်ခဲ့ပြီးအဲ့ဒါကို အစ်စ်သက်သက်အရာအမိယူခြင်းစိတ်ကိုစီမှာ ရှိနေခဲ့ပြီးသားအတူတူအလုံးကိုယူသားမှုပဲလို့တတ်မှတ်လိမ်ညာပြစ်လိုက်တာပါပဲအိယာနိုလာခဲ့တဲ့အချိန်တွေတိုင်းပဲကိုဟာအခြားတရားတွေထက်နေ့နဲ့ညပဲအရာကိုကြုံတွေ့နေရပါတယ်ဆိုတာအရင်ဆုံးသိအောင်လုပ်နေခဲ့ရတဲ့တကူစာလွဲမမှုခြင်းနဲ့လူအဖြစ်ကို ပြင်းပြနေခဲ့တာကြာပြီး ဲ့ဒီပြင်းရင်မှုတွေကိုတက်သားရရစီအောင်ခြာရေးထားတာတက်တက်ပဲမပြင်းမစင်ထားနေတတ်ခဲ့တာလဲကြာပြီကာလန်ပေါင်းများစွာသော အရက်ပြားတွေစီစဉ်နေခဲ့တဲ့မူးယစ်ရေဝေမြို့ပြတွေစီကိုဟန်ဆောင်မှုတွေတက်ဆင်ရင်ဒီဘက်ခေရဲ့လူသားတူလိုသွာလာနေခဲ့ရတာလဲကြာပြီတွေ့ကြရခန္ဓာကိုယ်နဲ့ဆက်ရှင်နေခဲ့ရင် ဘာကိုမှလိုချင်တတ်မှတ်မရှိတတ်ခဲ့ရတာလဲကြာပြီ ကိုတကယ်ပဲစိတ်ရောကိုပါရည်ခဲ့ရဘူးလားဘယ်ချိန်တုန်းကနောက်ဆုံးဖြစ်ခဲ့မလဲစဉ်းစားမိခဲ့တဲ့နေ့စီမှာပဲမင်းကိုပျော်ရွှင်တဲ့ကိုရဲ့အချိန်ကြောင်းပျော်ပြနေခဲ့တဲ့ကိုကို ကိုကိုကတွေ့ရှိခဲ့ရပြီးအဲ့ဒါကိုပဲကိုတို့ရဲ့ဝေးကွာမှုလို့ ကိုခေါင်းစဉ်တက်ခဲ့ရင်ဘဝမှာပထမဆုံးချိန်စိတ်လိုလက်ရရိုသားပြစ်ခဲ့ရဘူးတဲ့အဲ့လိုမင်းကိုကိုဟာချစ်ပါတယ်အဲ့ဒါဘာမှမဖြစ်လာခဲ့ရင်တော့မှရှိပါစေတော့စရာလောင်းနေပဲကိုကျေနပ်နေရတော့မယ်အရာရာပါပဲကိုတကယ်ရွေးလျားမှုတွေကိုတဖြည်းဖြည်းပဲစိတ်ပြက်လာနေတယ်ဆိုရလဲဝန်ခံပါတယ် မျက်ရည်မကြတဲ့ငိုကြွေးခြင်းကိုလည်းနေစဉ်ဘဝမှာကိုရနေခဲ့ပါတယ်။အမေရနဲ့စပြီးမရခဲ့ဘူးတဲ့ပြည့်စုံမှုတွေနဲ့သာဆုံးသွားရတဲ့ကွာဝေးစာသားတွေကိုလည်းကြပြားလို စိတ်ရှိသလောက်ချရေးစိတ်ကုန်သွားတဲ့အထိစုပ်ပြဲနေခဲ့မိရင်ကနာမရှိတော့သလို့ ကို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  ပြင်ကားစင်ကားတေးလောက်အောင်မုန်းတိနေခဲ့တာကြာပြီစိတ်ထဲမှာမရှိတော့တဲ့ဂီယုတဆိုင်ရှိပေးခြင်းဆိုတာတွေကိုလည်းအာနာသမှုတွေပတ်သက်တဲ့ဆိုတဲ့အရာတွေနဲ့လိုက်ပြီးရေးတွက်နေခဲ့ရတဲ့အထိဘဝဆိုတာကောင်းသောမွန်သောတင်းတန်သောပင်ပင်ပန်းပန်းရရှိရဲ့အာရုံအာနာဆန်းလာမှုတွေဖြစ်နေခဲ့ရတာပဲ။ လူဖြစ်ပြီးလူတယောက်လုံးစာနာနားလည်မှုမျိုးတွေတက်ဆင်ထားခြင်းမရှိရဲ့လူရင်ကျေးဆိုတာတွေကိုအထည်အတွေများလာတဲ့အခါမကြာခဏတွေတည်ခဲ့ရပါတယ်အဲ့ဒီမှာရောမင်းနေပြောပါရဲ့လားလို့တွေးပြီးမင်းတပ်ပုံမောကဂျီနုမှုအရေးတွေကို ရှာတော့လှလပါပါချက်တည်းမှာ ပျော်ရွှင်စရာတွေကိုရပါတယ်။မနေ့ရှင်းနိုင်မှာမင်းဟာပဋ္ဌာန်းရွတ်တယ်။မဟာသမယတုတ်ကိုမရွတ်တတ်သေးလို့သိနေတယ်။ secret ကိုတဝက်ပဲပုံမှန်တောက်တယ်။ငါကတော့အဲ့ဒီချိန်ဆိုခဏလေးအိတ်တော်မှမို့စေထိုးစေတောက်ပြီးမနက်စာကိုစားတယ်။မင်းကို တကယ်ဖက်ထားပြီးအငယ်ခဲ့ဘူးကျင်လာတယ်။မပူပါနဲ့။ အဆဆာရရအဆင်ပြေပါတယ်လို့တချို့လူတွေကို လိန်လို့ညာလို့ရနေသေးတဲ့အတွက်လဲဝမ်းနေခြင်းကိုကိုရတယ်မင်းဂျိုကာရုပ်ရှင်ကိုကြည်မျက်ရည်ကြာရင် ပြန်လာပါတယ်ဆိုတဲ့နေရာအဲ့ဒီရုပ်ရှင်ဟာ ကိုကိုလဲမျက်ရည်ကြာအောင်လှုပ်ယူနေခဲ့တာပဲဘာပဲဖြစ်ဖြစ်ကိုရောကစွန့်အားစီရဲ့အရာတွေကိုငေ့ကြည့်ရဲ့ မငိုပါပဲမျက်ရည်ကြာတကြာချင်တော့နီးစပ်ခွင့်ရလို့ပြောရတယ်ဘီမိတ်က error ဖြစ်ပြီးတတိပေးနေတော့ကိုပို့တဲ့တခြင်းကို ပြန်ဖြတ်မယ်ဆိုပြီးမှနိုင်မိလိုက်တဲ့နေ့မှာပြန်မရတော့တဲ့အရာတွေအကုန်လုံးတဲ့ကိုတကယ်ငိုနေခဲ့ရတာပါတဲ့ကိုရိုချင်းစကားပြောထားတဲ့ conversation အကုန်ပြတ်သွားခဲ့ရတာလေကိုစိတ်မှာပြန်ဖက်စရာဘာမှမရှိရတော့ဘူးစိတ်ထဲမှာမကောင်းဘူးကွာလို့ကိုကပြောတော့အစ်စ်ထက်ပြောကြမယ်လေကွယ်လို့မင်းကပြန်နှစ်သိမ့်ခဲ့တယ်ဘာပဲဖြစ်ဖြစ်တွေမှာမင်းရဲ့စကားတွေနဲ့အားရှိခဲ့ရမင်းဆိုတာကို့အတွက်ကဂျေစုတင်စရာတသက်ကြီးပဲညဆိုအိပ်ပြောအောင်အိပ်ပါ တင်းရက်တွေရဲ့ကိုမပြောစရာစကားတွေထဲငင်းငိုင်နေခဲ့တဲ့ရက်တွေကပဲပိုးပိုများနေပြီဒေတာကြီးနေဝင်မိုးချုပ်နေသလိုကွာကိုစီမပြောစရာတွေမရှိတော့သလိုပါပဲကိုမင်းကိုချစ်တယ်အဲ့ဒါအမြဲဆိုတာရုံပါကိုခုဘွားမှာရှုပ်ထွေးဆုံးချိန်ကိုရောက်နေခဲ့ရတာ ကိုပြောက်သွားတဲ့ဖြစ်ရတကူကူနဲ့ထတ်တူချပြဆိုလဲထတ်တူချချိန်ရဲပါသေးတယ်။တနေ့ကကိုတငယ်ချင်းတယောက်က ကိုမေးခဲ့တယ်။မင်းဘာကိုမျောလင့်နေသေးတာလဲတဲ့။မသိဘူး။ငါပြောမိတဲ့တကူကူများရှိအောင်မလားဆိုရာလေးပဲပြန်ဖြေရင်ကမှတ်မှတ်ရရအဲ့ဒီနေ့မှာမင်းစီဖုန်းဆက်ပြီး ကိုပြောနေတဲ့ဆိုရာကိုပြောပြခဲ့တာလေး ကိုပြန်သတိရသွားမိတယ်။ပြီးတော့ကိုသေးတယ်။ကိုကနေဒီလိုပဲနေစင်တဲ့အများခဏခဏသေးတတ်ပါတယ်။အဲဒါ depression မဟုတ်တော့တဲ့အစင်မြင်စိတ်ယောဂါပါပဲ။အပြုံမူအဖြစ်ကိုစီမာပဲ။ကိုမတီးပဲရေးပြမိရာတွေရှိခြင်းလဲရှိနေမယ်။ရင်းနေပြီးမမြင်ရတာတွေဖြစ်ခြင်းလဲဖြစ်လာခဲ့မယ်။ ြောချင်တာတွေမပြောပြတော့တာနာကြီးစရာတွေကို မနာကြည့်မိတော့တာတယောက်ယောက်ကို မချစ်တတ်တော့တာအိတ်ခမ်းမီကိုထပြီးမဖွင့်ချင်တော့တာဘာစားရမလဲမစင်စားချင်တော့တာလင်းတာမှောင်တာတရားမြတ်တာနိုင်တဲ့စီနေတာဖြူတာမဲတာချစ်တာမုန်းတာကိုကျဲစားတာယုံညံ့တာ ဘာကိုမှ ကိုဟာရှာတွေ့ရတော့မယ်မထင်ဘူးကိုစီမှာဘာကိုမှ မရှိတော့အောင်ကိုပဲအကုန်လုံးဖျောက်သွားမှမသိရသလိုလှုပ်ပြင်လိုက်ခဲ့ရထင်ပါရဲ့ဒါရီသိရင်ခဏခဏသေးဖို့ရှင်ကမွေးမြူနေတာကိုလို့မင်းကိုကိုစူမှာကိုမသိတော့ပါဘူးကွာဘာပဲဖြစ်ဖြစ်မင်းကိုတော့ချစ်နေခဲ့ရသေးတယ် ဂျာကိုကမသေးဘူးအကြောင်းပြချက်တွေရယ်တခုဖြစ်နေရတာနဲ့မင်းဘယ်နေရာမှာဘသူနဲ့ရှိရှိ မင်းရှိနေတဲ့စရာကြီးကိုတိရယုံပြစ်လိုက်ရတာကိုကကို့အတွက်မှာအားဖြစ်သွားရတာဘလိုင်းရေကျေစုတင်နေရတဲ့မင်းတယောက်ကို လင်းကောင်းသားကောင်းရပါစေလို့တော့ကိုမှာစူတောင်းနေရတဲ့တခါတလေတွေရှိလာပြီ။ ကိုမင်းကိုကိုချစ်တယ်မင်းကိုမင်းချစ်ချင်းမြတ်တာနဲ့ထိုက်တန်တဲ့သူလို့လဲယုံကြည်နေလို့ရတယ်မင်းယောက်ျားရပါမလားမသိဘူးလို့မေးတော့ရမှာပါငါတော့မဟုတ်ဘူးလို့ပြန်ဖြေရင်အဲ့ဒီအချိန်မှာ ကိုမရည်ပြစ်ခဲ့တာကတေချာတယ်ကျွန်တော်ယူပြစ်ခဲ့ရင်လဲရှင်မဟုတ်တာတေချာတယ်ဆိုလို့လဲကိုဝမ်းသာသွားမိတယ် ကိုကမင်းကိုတဖြည်းဖြည်းကိုနဲ့မတန်ဘူးပဲထင်းထင်လာခဲ့တာပါဆိုတော့ရှင်ဟာတဖြည်းဖြည်းနောက်ပြန်လှည့်နေရမို့လို့လေဆိုပြီးမင်းရံပြန်တွေ့ခဲ့တာလေချစ်စရာကောင်းတယ်တကယ်တော့ကိုကပြန်လှည့်နေရမဟုတ်ဘူးမင်းကိုကပိုးပို့ပြီးကြက်သေးရှိလာနေခဲ့တာဟိုရင်ကမင်းရဲ့ကြေကွဲ ပုံစံတွေထက်စိတ်ရောကိုပါကြမ်းပါ တဖြည်းဖြည်းနဲ့လှပလာတာမိ ਉ ဒီလိုမျိုးပြန်တွေ့ရလို့လဲကိုပြောရတာပဲကိုဝမ်းသာပါတယ်အပြန်လန့်အားဖြင့်အဲ့ဒီဝမ်းသာမှုစင်မှာ ကိုပြန်ပြန်ရနေခဲ့တဲ့မိရဲ့အားတွေလည်းရှိရဲ့တကယ်စိတ်ပါလက်ပါရှိရာတွေနေစဉ်နဲ့အမျှကုံဆုံးလာရတာကပဲငါရဲ့ပြဿနာထင်တယ် တဖြည်းဖြည်းချင်းပဲချစ်ရသူတွေတယောက်ပြီးတယောက်ကိုစိတ်ထဲကနေအပြီးထုတ်ပြနေခဲ့တာကြာတော့ကိုစီမကိုလို့နေပါရှိရပြီမင်းရဲ့စပင်နေရှေးလာပြီရှင်ကိုယ်တိုင်ဖြစ်တင်ပေးရမယ့်အရာတွေပဲလို့ပြောလာတော့ကကိုတကယ်ဝမ်းနေသွားရတဲ့အထိအချိန်တွေကုန်တာမြန်လွန်နေတကယ်ဝေးကွာခြင်းကိုနားနဲ့ဆက်ဆက်ကြားနေရသလိုပဲ ကိုတကယ်ဆုံးရှုံးရတော့မယ်ဆိုတဲ့အသေးအားမင်းတပ်ပုံပေါ်ကစပင်ရှည်တွေကိုကြည့်ရင်မျက်ရည်ဆန်းလာတယ်။အဲ့ဒီထက်ကိုမပြောစရာဘာသာစကားလဲကုန်ခန်းသွားရပြီမဟုတ်လား။ကြံနေသေးလဲကောင်းတော့ညအိမ်မက်လာပါအသေးရယ်ဆိုရတော့ပဲပေါ့။ကိုတဖြည်းဖြည်းဆုံးရှုံးလာနေသည်မြကာလာပတ်လုံး မင်းလှလှပပဖြစ်ကြက်တည်းရှိလာခဲ့ရတာကိုက မင်းပြောတဲ့အရာအလုံးသူ့တဘောသူဆောင်းခဲ့တာပါပဲဒါကိုလေကိုဟာမင်းကိုစတွေ့ကလေးကတည်ခဲ့ဘူးပါတယ်အဲ့ဒီကလေးကကိုဟာကန့်သက်ချက်တွေနဲ့ပဲမင်းကိုပတ်သက်နေခဲ့တာဝေးရမယ်ဆိုရင်တော့မအနည်းဆုံးတော့တခါတော့ငါမင်းကို ပျော်ရွှင်စေခြင်းတဲ့အရာမှာကိုဆိုတာရှိခဲ့ရဘူးရဲ့ဆိုပြီးဘသူမှမသိလဲကိုရဲ့မင်းရဲ့တည်နေခဲ့ကြရမှာပါပဲကောင်းငင်ပြလို့ပင်လဲပြရတာကိုပဲကြားဘူးရဲ့တကယ်ချစ်တဲ့အခါဝေးဝေးလန်လန်ဆိုတာမရှိတော့တာသိတာပါတဲ့အသေးကိုတို့တိတက်ပို့ပြီးတက်သေးခိုင်လုံးနေစရာမလိုအောင် ချစ်ခဲ့ပူကြပြီအခုဒီစာကိုလဲကိုဘက်ကပေးနိုင်သမျှမင်းရရှိရမယ်ကိုရဲ့ချစ်ခြင်းမြတ်တာနဲ့ပဲရေးပါတယ်ဆေယောကိုပါကြံမာစွာ မင်းဖက်မိစေချင်တာမျိုးရန်ကုန်မှာမိုးတွေရွာနေခဲ့တယ်လို့မျိုးကိုတွေးရဲ့အရာတွေအေးမြဆန်းလာမှုကို မင်းသိကောင်းသောအရာတွေကိုလည်းမင်းတယောက်ထိတိတွေ့နေခွင့်နေအမြဲရှိပါစေအခုလောလောဆယ်တော့ကိုငိုနေမိတဲ့ချစ်မင်းဝေဟုတ်ကဲ့ပြပါပြီနာစင်ပြီးခဲ့သူတို့တယောက်ချင်းစီကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်